hello ဝါလုံးမင်္ဂလာပါ united shoe ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဆက်ရှိနေရဲ့ညပိုင်းရထားတဲ့ manchester united နဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေအကြောင်းကိုကျွန်တော်သာဆွေးနွေးရအောင်ပါအတအပြင်ကျွန်တော်သာ united နဲ့ပတ်သက်တဲ့ဒီသတင်းအကြောင်းအရာတွေပေါ့ဗျာဆိုတော့ဒီအသင်းနဲ့ပတ်သက်လို့ကျွန်တော်ရထားတဲ့ဒေကမှာဒီအသင်းကဒီလာမယ့်နေရာဒီအပြောင်းရွှေ့မှာဒီအကြီးမားဆုံးကြောင်းလွှဲမှုတွေပြုလုပ်ဖို့အတွက်ကျွန်တော်သာပေါ့နော်ဒါရှိနေတယ်ပေါ့အထူးသဖြင့် တို့မှာဒီဘယ်လိုမလဲချုပ်ကစားမတွေကိုအမှန်ကန်ရောင်းချသွားမယ်ချုပ်ကစားမတွေကိုကျွန်တော်ကဒီအတင်းမှာဆက်ထားမယ်ပေါ့အဲဒီမဲ့လို့မထင်မှတ်တဲ့ကစားမတွေကိုလည်းကျွန်တော်ကလက်လက်လို့ရင်းနဲ့အတင်းဘက်ကအမှန်ကန်အပြောင်းလဲလုပ်ဖို့ကြိုးပမ်းနေတာတွေကျွန်တော်ရှိတယ်ဆိုတော့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါအားလုံးပဲမင်္ဂလာပါဆိုတော့ပထမဆုံးကတော့ဗျနော် Manchester United ကလာမစ်နွေယာဒီမှာအသင်းလူစင်းရင်ကိုအပြောင်းလဲကြီးကြီးမားမားပြုလုပ်သွားမှာဖြစ်တယ်ပေါ့နော်အသင်းအနေနဲ့ထိတ်တန့်ခွင့်ပြုလုပ်ဖို့အတွက်လည်းယုံကြည်မှုအပြည့်အဝရှိနေတယ် ဗီတာလီနီတို့ခရစ်စတင်အဲရစ်စင်တို့ကိုလာမယ့်နွေရာသီအပြောင်းအရွှေ့မှာအသင်းကနေအလွတ်နဲ့ထွက်ခွာခွင့်ပြုသွားမှာဖြစ်တယ်လို့ကက်စမဲရိုနဲ့ပေါ့နော်ကိုဘီမင်းနူးတို့ကိုလည်းတင့်တော်တဲ့ကန်လှမ်းမှုတွေဒါရမယ်ဆိုလို့ရှိရင်ရောင်းချသွားဖို့တဲ့စီစဉ်ထားတယ်ပေါ့နော်ဒါအပြင်မာကက်စရက်ချိုးနဲ့အန်တိုနီဆန်ဒူးစ်တို့ကိုအပြည့်တဲ့ရောင်းချမှုကနေပြီးတော့ဝင်ငွေရရှိမှာဖြစ်တဲ့အတွက်လည်းကစားမခွဲယူဖို့အတွက်အပြောင်းရွှေ့ကြီးအများပြားအသုံးပြုနိုင်မယ်ဆိုပြီးတော့အသင်းဘက်ကယုံကြည်ထားတယ်ဆိုပြီးတော့ Florian Blattenberg ကနေပြီးတော့ကျွန်တော် report လုပ်ထားတယ်ဒါဟာလက်ရှိ Manchester United နဲ့ပတ်သက်ပြီးတော့သူ report လုပ်ထားတဲ့အရာဒါဒါဒါကအသင်းပရိသတ်တွေအတွက်တော့လာမယ့်ရာသီမှာအပြောင်းအရွှေ့နဲ့ပတ်သက်လို့အများကြီးမျှော်လင့်စရာလည်းဖြစ်လာနိုင်တယ်ပေါ့နော်အထူးသဖြင့်တော့ကျွန်တော် Manchester United အနေနဲ့ဒီလက်ရှိဒီ squad ကိုတကယ်လည်းပြောင်းလဲဖို့ကျွန်တော်လိုနေတာဖြစ်လို့ပဲအသင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့လုံးဝဆက်မရှိဖြစ်မော်ဆက်မရှိတင်တော့တဲ့ exam တွေကျွန်တော်ရှိနေတယ်ဗျလက်လို့ဖို့လိုတဲ့ exam တွေကျွန်တော်ရှိနေတယ် ော်ဆိုတော့အသင်းအနေနဲ့အပြောင်းလဲတွေအမှန်ကန်ပြုလုပ်ဖို့လိုနေတယ်ဆိုတော့ဒီထဲမှာမှထပ်ပါတော့ Lindelof တို့ Eriksen တို့ကိုလက်လွတ်မယ်ဆိုတာကတော့တိတ်တော့မထူးဆန်းဘူးလို့ကျွန်တော်ထင်တယ်ဒီကစားမားတွေကလက်ရှိအဆင်မပြေတော့ဘူး everything ကိုတိုင်းလည်းပဲကျွန်တော်ထည့်ကစားတဲ့ပွဲစဉ်တွေဆိုလို့ရှိရင်ကျွန်တော်ကြည့်ပြဘလုံးမအခြေအနေမကောင်းတော့ဘူး Lindelof ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်း highest level မှာလုံးဝကစားလို့အဆင်မပြေတော့ဘူး physical ability ဘိုင်းမှာဆိုလို့ရှိရင်လည်းတော်တော်ကိုအားနေတာတွေကျွန်တော်ရှိနေပြီးတော့အသက်ကလည်း30ကျော်လာပြီ။နောက်အပြောင်းရွှေ့က sorry အသင်းနဲ့စာချုပ်တရံကလည်းနောက်ဆုံးနှစ်ကိုရောက်လာပြီဆိုတော့ Ericsson နဲ့ Lindelof တို့ကိုဒါအပြည့်အသက်လက်လွတ်တာကအသင်းတွေအကောင်ဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။အဲဒါအပြင်ကျွန်တော် Casemiro နဲ့ Kobe Mainu တို့ကိုတင့်တော်တဲ့ကံလန့်မှုတွေရရင်ရောင်းမယ်ဆိုတာကတော့ Casemiro ကတော့ဖြစ်တဲ့နေရပါကျွန်တော်ပြောလို့ပဲ Casemiro ကနောက်ပိုင်းကစားတဲ့ပွဲလေးတွေမှာအဆင်ပြေတောင်တော့ဖြစ်နေတာပဲဒါမှမဟုတ်ကျွန်တော်တို့ဒီထက်ပို့ပြီးတော့ကောင်းတဲ့ကစားမလိုပါတဲ့ ကက်စမဲဒရုဆိုတာကလက်ရှိတိတ်ပြီးတော့ဗောနော injury ပြဿနာတွေကြုံနေရပါတယ်ဆိုတဲ့အသင်းရဲ့ကွင်လင်မရှိသုံးသုံးနေရတဲ့ exam တွေခြားတယ်မှာတောက်ပနေတာတော့ပဲကျွန်တော်ရှိတာတကယ်တကယ်တခြားအသင်းတွေနဲ့လုံးဝ highest level တော့တကယ်အသင်းကြီးတွေနဲ့ရှင်မိုင်ကစားကြမယ်ဟေ့ဆိုရင်ကက်စမဲဒရုဘာလို့ကအဲ့လောက်ကြီးတဲ့အခြေအနေမကောင်းတော့ဘူးဆိုတော့ကက်စမဲဒရုတဲ့ပူကောင်းတဲ့ကစားမားကိုကျွန်တော်လိုတယ်ကက်စမဲဒရုလိုမျိုးမိနစ်90မိနစ်60လောက်တင်ကျွန်တော်မဟုတ်ဘဲနဲ့ဒီကြည့်ဘယ်လိုပြောမလို့အများအားဖြင့်ပေါ့နော်အခြေအနေမှာအများအားဖြင့်ကျွန်တော်နေနေ ဒီဘလိုအတင်းရဗျတရားစီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါရာဒီလိုက်ရာဒီအပြည့်နိဗာကစားနေတဲ့ကစားမတွေကျွန်တော်တို့လိုပြီဗျာဆိုတော့ကက်စမဲတို့ကတပတ်ကိုလည်း၃သိန်းခွဲလောက်ပေးနေရတယ်ဆိုတော့အပြောင်းလဲလို့ဖို့အမှန်ကန်လိုပါပြီပိုကောင်းတဲ့ကစားမကိုကျွန်တော်တို့လိုတယ်ပေါ့နော်အဲဒါအပြင်ခိုဘီမင်းနူမင်းနူနဲ့ပတ်သက်လို့ကတော့ဗျာနည်းနည်းတော့နည်းနည်းတော့စားတယ်ဗျာမင်းနူနဲ့ပတ်သက်လို့လေချိုးပရိသတ်တွေကြတော့လေမင်းနူကိုသဘောမကျတဲ့သူတွေရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာကခိုဘီမင်းနူဒီတကယ်ရည်ချင်းရှိတဲ့ပလေးယားပါ ။နော်ကျွန်တော်တို့နောက်ပိုင်းမှာစွမ်းဆောင်ရည်ပြဖို့ယုံကန်နေရတယ်ဆိုတာကလက်ရှိကိုဗီမင်းနူးကစားနေတဲ့ rule ကိုကျွန်တော်ကြည့်လိုက်တော့သူနဲ့အဆင်မပြေတာတွေကျွန်တော်များတယ်။ဆိုတော့ဒါကြောင့်ကျွန်တော်မနေ့က live မှာပြောခဲ့တယ်လို့ပဲအသင်းဘက်ကတကယ်သာလက်ရှိ mmoding ကိုတည်တည်ချာချာအချိန်ပေးပြီးတော့ squad ကိုပြင်ဆင်ခွင့်ပေးမယ်ဆိုရင်လက်လွတ်တင်တဲ့ကစားမတွေလက်လွတ်ရောင်းချတင်တဲ့ကစားမတွေကိုရောင်းချနော်အားဖြည့်တဲ့ကစားမတွေကိုအားဖြည့်ပြီးအဲ့လိုဆိုလို့ရှင်တော့ main noodle ဘာတော့ကိုလက်လွတ်ရတာပြဿနာမရှိဘူးဗျာ အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော် okay ငါတို့ကတော့ mo ရင်းလက်အောက်မှာလည်းဘယ်လိုဘဝဖြစ်လာအောင်မယ်မသိဘူးเนาะဆိုတော့ကျွန်တော်တို့ကသတိဘက်နဲ့ကစားတဲ့အခါမှာဒါ main new ကအဆင်မပြေတာတကယ်တကယ်ဖိုးဘက်နဲ့ကစားပြီးတော့၄၃၃ပဲဖြစ်ဖြစ်၄နှစ်၃နှစ်ပဲဖြစ်ဖြစ်ကစားတဲ့အခါမှာဆိုလို့ရှိရင် main new ဟာတော်တော်အဆင်ပြေတယ်ဒါအပြင်ဒီလိုလူငယ်ကစားမားလေးကိုကျွန်တော်အနေနဲ့အတင်းကနေလက်လုပ်ဖို့ဆိုတော့တော်တော်ကြီးကိုကျွန်တော်တွေးယူရမှာပြီးပါတော့ဒီကစားမားနဲ့ပေါ့နော်လက်ရှိ modern ဘောလုံးလောကမှာအံဝင်ခွင့်ကမဖြစ်เสียအကြောင်းမှမရှိဘူးဒါအပြင်နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီ ဖိုးဘက်နဲ့ပေါ့နော်ပွဲထုတ်လာတဲ့အသင်းတွေကပဲကျွန်တော်အများစုကစားနေကြတာဒါကွင်းနဲ့ကွင်းနဲ့မှာဒါပေါ့နော် formation တွေပါတယ်ပြောင်းကစားရင်ကစားလိမ့်မယ်ပေါ့နော်ဒါပေမဲ့လို့အသင်းမှာက3ဘက်နဲ့ကစားတယ်ဆိုတဲ့နီးပြားကလည်းတအားရှာနေပြီးတော့လက်ရှိ MOD နောက်ပဲကျွန်တော်ရှိခဲ့ဘူးသေးတာဆိုတော့ MOD ကိုအချိန်ပေးဘူးအချိန်လည်းမပေးရဘူးအဆင်မပြေတဲ့ခါလေးကြာလို့ရှိရင်ကျွန်တော်နေအမှန်ကန်အပြောင်းလဲလဲလှုပ်ချင်သေးတယ်ဆိုလို့ရှိရင်တော့အသင်းဘက်က main new လို့ပြည်ရမျိုးကိုလက်လို့တင်တယ်လို့ကျွန်တော်မထင်ဘူးတကယ်လို့များကျွန်တော်တို့ ကိုဗီမင်းနူးလိုကစားမမျိုးကိုအတင်းဘက်ကပြန်ခေါ်မယ်ဆိုလို့ရှိရင်တေးကြတဲ့ဈေးနည်းနည်းနဲ့ကျွန်တော်ရမှာမဟုတ်ဘူးဗျာဒါလားတေးကြတလောက်ရှိတယ်အဲကြကျွန်တော်တော့ကိုဗီမင်းနူးကိုအတင်းနေနဲ့လက်လွတ်ဖို့ဆိုတော့တော်တော်ကြီးကိုစဉ်းစားအတင်းနေပေါ့နော်အဲ့တော့တေချာတာတခုကတော့ကျွန်တော်အနေနဲ့ငွေရှာဖို့တော့လိုတယ်ဒါတေချာပဲနွေရာသီပြောင်းရွှေ့မှာကစားမားတွေခေါ်ကျင်နေပါ냐ဆိုရင်ကျွန်တော်အနေနဲ့ဒါအပြောင်းလေးအပြောင်းလေးကျွန်တော်လုပ်နိုင်မှုလိုတယ်အပြောင်းလေးကျွန်တော်လုပ်မှကျွန်တော်ရမယ်ပေါ့နော်အဲဆိုတော့အပြောင်းလေးလုပ်ကစားမားတွေကိုရောင်းချငွေနဲ့ပေါ့နော်ကျွန်တော်ပြန်ပြီးတော့ရှာမှကျွန်တော်ရမှာဆိုတော့ menu က အသင်းဘက်ကငွေလူလို့တကယ်ရောင်းချတဲ့ကစားမလေးကျွန်တော်ဖြစ်လာနေနေပါတော့ဆိုနောက်တစ်ခုကကျွန်တော်ဒီနေ့ market stretch ဖို့နဲ့ Anthony Santos တို့ကိုအပြည့်အသက်ရောင်းချမှုကနေလဲဝင်ငွေရရှိဖို့မျှော်လင့်ထားတဲ့အတွက်ကစားမခေါ်ယူမှုဒီမှာမျှော်လင့်ချက်ကြီးကြီးထားထားတယ်ပေါ့ဗျာဒီနေရာမှာကျွန်တော် Anthony Santos Anthony Santos ကိုကျွန်တော်ဒီနေ့ပေါ့နော်ဒီရောင်းချမဲ့နေရာမှာအမျက်ရမယ်ဆိုတာကယာနှုံးပြီးမသိကြဘူးယာနှုံးပြီးမသိကြဘူးဘာလို့လဲဆိုတော့ကျွန်တော်ပြောသလိုပဲ Anthony Santos ဒီ ယူရိုတန်းတရာအပေါင်း86တန်းကြီးကျွန်တော်ပြီးခဲ့ရတဲ့ကစားမဖြစ်တဲ့ IX ကနေပြီးတော့ဘယ်တော့ကခေါ်ပါလဲကျွန်တော်လွန်ခဲ့တဲ့နှစ်နှစ်ကျော်လောက်ကလာ900ကျော်လောက်ကခေါ်တာ9နှစ်စာချုပ်ချုပ်တယ်ထားအောင်တော့ကစားမဖြစ်သူရဲ့ယူရိုတန်းတရာအတွက်တစ်နှစ်ကိုတန်း20ဘီလီယံတောင်မှ9နှစ်ချေရမှာဆိုတော့အဲ့ဒီ9နှစ်မကုန်သေးတော့အသင်းဘက်ကချက်ချင်းလန်ငင်းကျွန်တော်နေရတော့ငွေအပြည့်ပေးဖို့အတွက်ပေါ့နော်ငွေအပြည့်ပေးထားလိမ့်မယ်လို့ကျွန်တော်မထင်ဘူးတော့တေချာတဲ့ခုကအကယ်လို့အန်တိုနီဆန်တိုးစ်ကိုကျွန်တော်လက်ရှိမှာတန်းလေးရောင်းလို့တန်း40ပြန်ရရင် เนาะကျွန်တော်သူ့ရဲ့လက်ကြံငွေကိုအကြည့်ချေဘူးတော့ပဲကျွန်တော်ရမှာကံကောင်းသွားတာဆိုတော့ကစားမဖြစ်သူပဲတပတ်ကိုရနေတဲ့လောက်ခလာစာနှစ်သိန်းလောက်ကို short ချနိုင်မှာဒါလောက်ပဲဆိုတော့အန်တိုနီဆန်ဒိုးစ်တို့ဘာလို့ကိုရောင်းပြီးတော့ငွေရလိမ့်မယ်လို့တော့မထင်နဲ့ဗောနော်သူတို့ရဲ့ transfer G တွေကိုပဲကျွန်တော်ကပြန်ချေရအောင်မဲ့အခြေအနေမျိုးဆိုတော့ market stretch book ကတော့အသင်းဘက်ကအကယ်လို့ဟိုလက်ရှိ Aston Villa ကိုအငှားချထားတဲ့နေရာမှာ Aston Villa ကအပြီးသက်ခေါ်ချင်နေဆိုရင်တော့တန်း40တိကျွန်တော်ရမယ် လန်လီစင်နဲ့အပြည့်သက်ခွေယူဝင်ကျွန်တော်ထည့်ထားကြတာကို market stretch ကိုကအငှားနဲ့ဆိုပြီးမဲ့လေလို့ပေါ့နော်။အဲ့တော့အသင်းဘက်ကပေါ့နော်တကယ်လည်းပဲဒီကစားမဖြစ်တူကိုလက်လွတ်သွားနိုင်တယ်။အကယ် Aston Villa ကတကယ်လိုချင်နေဆိုလို့ရှိရင်လည်းတန်လီစင်နဲ့ပေါ့နော်။ Aston Villa မဟုတ်ဘဲနဲ့တခြားအသင်းတွေဘက်ကလိုချင်နေဆိုလို့ရှိရင်လည်းကစားမကအသင်းကိုပြန်ရောက်လာပြီးတော့အသင်းဘက်ကတခြားပမာဏတစ်ခုနဲ့ရောင်းဖို့ကြိုးပမ်းမှာပေါ့ဗျာ။တေချာတာတစ်ခုကတော့ Kobe Mainu ကိုကျွန်တော်လက်လွတ်တဲ့နေရာမှာငွေရှာနိုင်မယ်။ Market stretch ကိုလက်လွတ်တဲ့နေရာမှာငွေရှာနိုင်မယ်။ တပတ်ကို3သိန်း2000ကျွဲရနေတဲ့လစာလေကျွန်တော်တို့ short ချနိုင်မယ်ဗျာဆိုတော့ Anthony Santos တို့ Casemiro တို့ Lindelof တို့ Eriksen တို့ကိုလက်လွတ်တဲ့အခါအမျက်ထွက်ဖို့ဆိုတာကအဝေးကြီးပါအမြတ်ထွက်ဖို့ဆိုတာအဝေးကြီးပါဆိုတော့ဒါကြောင့်အသင်းရဲ့ Academy တွေကကစားမားတွေကိုရောင်းချပြီးတော့ငွေရှာမှပဲမျော်လင့်ကြကကျွန်တော်ရှိမှာမဟုတ်လို့ရှင်တော့အသင်းတွေမလွဲပါဘူးဒါကြောင့်မနော်အသင်းနေနဲ့လက်ရှိကျွန်တော်ဒါဒီကစားမားတွေကိုအမှန်ကန်လာမယ့်နေရာဒီပြောင်းရွှေ့မှာ ဒါကြီးကြီးမားမားအပြောင်းလဲတွေအတင်ဘက်ကလှုပ်ဖို့ရှိတယ်ပေါ့ဗျာညီကလို့ရောဘလူမင်းညလဲဆွေးနွေးကြအောင်ဆက်သမိုင်းနော်ဆွေးနွေးကြပါဦး